အမျိုးသမီးတဦးရဲ့အသက်ကို9ရက်တွင်ယူဆောင်သွားနိုင်တဲ့အကြောင်းမဲ့ဖွယ်ကျင်းစာရုပ်ရှင်ဆက်စားခြင်းမှာမြင်တွေ့ရမှာကတော့လေရင်စီးနေတဲ့မျိုးမင်းကဗီဒီယိုတစ်ခုကိုကြည့်နေတာပါယူယူဆိုတဲ့ဘေးကုန်းကကောင်မလေးကလည်းဘာကလဲကိုကြီးကောင်းရင်လင်ပေးပါဦးဆိုပြီးလှုပ်နေတော့မျိုးမင်းကလည်းဗီဒီယိုကရိုးရိုးမို့ပဲကျင်းစာမိနေတာကြောင့်ဒီဗီဒီယိုကိုကြည့်မိတဲ့လူတိုင်းက9ရက်ကြာမှာမာလကီးယားကာယာကာယာသွားတတ်တယ်ဆိုပြီးတော့ပြောပြလိုက်ပါတယ် ရုပ်ရှင်တိတ်ခွေကိုဘသူပုံမှန်မသိပဲမျိုးမင်းစီရောက်လာခဲ့တာဖြစ်ပြီးတော့ဗီဒီယိုကိုကြည့်ပြီးတဲ့အချိန်မှာပဲမိန်းကလေးတယောက်အတန်နဲ့ဖုန်းခေါ်လာပြီးတော့မျိုးမင်းအတွက်အချိန်ခုနှစ်ရက်ပဲကြံတော့မယ်ဆိုပြီးတော့ပြောခဲ့တာပါဗီဒီယိုကြည့်ပြီးတဲ့နေ့ကစပြီးတော့ထူးဆန်းနာတွေကိုစပြီးတော့ဖြစ်ပျက်လာခဲ့တာကိုသတိထားမိနေခဲ့ပါတယ်ရုပ်ရည်မျိုးမင်းတယောက်နှာခေါင်းသွေးတွေရှမ်းကျလာတာကြောင့်တန်းစင်ကန်းနဲ့တွားပြီးတော့စေးကြောနေတော့မှာပဲဘူဝါကနဘေးကုံကတီတာဆိုတဲ့မိန်းကလေးတယောက်ကိုမျိုးမင်းပြောခဲ့တာကိုပြောပြမိလိုက်ပါတယ် ။ဒီတာကချက်ချင်းဆိုသလိုမျိုးမင်းစီသွားပြီးတော့သူ့မှာလဲတိတ်ခွေရထားတာမို့ကော်ပီယူထားမိတာလားဆိုပြီးတော့မေးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲလေရဲမီးတွေကမိတုံမိတုံဖြစ်လာခဲ့ပြီးထိုင်းကွန်မော်ဒီတာအားလုံးမှာလဲခုနကဗီဒီယိုကပေါ်လာပါတော့တယ်။တန်းစင်ကန်းတွေကနေလဲမဲအောင်ရေတွေစီးကြလာခဲ့ပြီးတော့မော်နီတာတစ်ခုတည်းကနေတေးမားတို့ထုံးစံတိုင်းသပင်ဖားရကုန်းကုန်းကွားကွားနဲ့ထွက်လာပြီးတော့လေရင်လဲပြက်ကျသွားခဲ့ပါတယ်။အဲ့လိုနဲ့ဒန်နန်ဒန်ဆိုပြီးတော့နနစ်ခန့်ကြာတော့ဆိုတဲ့အချိန်မှာတော့ မူပါဆိုတဲ့ကောင်မလေးကရှီအောင်ပစ္စည်းဆိုင်မှာတိတ်ခွေကိုပြန်တွေးတော့ဝယ်ဖို့လုပ်နေတော့မှာပဲဆိုင်ရှင်ကိုဟင်းကရောက်လာပြီးတော့တိတ်ခွေကလင်းပြက်ကြတော့ကဆုံးသွားတဲ့လူတယောက်ပိုင်းနဲ့ကြောင်ပြောပြလိုက်ပါတယ်တိတ်ခွေကတိတ်ဖက်တွေပြင်ထွက်နေတာမို့ကိုဟင်းလည်းပြန်ပြင်နေတော့မှာပဲငူဝါကပြန်တော့မယ်လို့တော့အာဂါကလည်းပြင်ပြီးပြီမို့လို့ဒူဒူကြည့်ကြမလားမေးခဲ့ပေမဲ့ငူဝါကတော့အလုပ်ရှိသေးလို့ဆိုပြီးတော့ပြန်သွားခဲ့ပါတယ်။ကိုဟင်းလည်းတိတ်ခွေကိုဖွင့်ကြည့်တဲ့အခါမှာတော့အစမှဘာမှမလာပေမဲ့ဆက်လိုက်ဖွာလိုက်ချိန်မှာတော့ TV ကလင်းလာပြီးတော့ဗီဒီယိုပေါ်လာပါတော့တယ်။ ခုံတလုံးကိုပြပြီးခဏကြာမှတော့မိကလေးတယောက်သပင်ဖီးတင်နေတဲ့အချိန်တဖက်မှန်ထဲမှာတော့အသေးမပုံပေါ်နေပါရဲ့ခဏကြာမှမိကလေးကတောင်စောင်းတစ်ခုကနေခုံချသွားခဲ့တာပါဒိတ်ခွေတွေကဗီဒီယိုကဒီလောက်ပါပဲဘာမှမထူးဆန်းပါဘူးထူးဆန်းတာကဖုန်းဝင်လာခဲ့ပြီးတော့တဖက်မိကလေးအတန်ကအချိန်ခုံနေရမယ်ဆိုပြီးတော့ကိုဟင်းကိုတတိပေးခဲ့တာပါပဲဒါရီမကဒီဘက်နဲ့ဆလိတ်တဲကနေလဲရင်းနေထွက်လာသလိုအိမ်မြေမှာရွာတဲ့မိုးကလည်းပလုတ်ပလုတ်ပလုတ်ဆိုပြီးတော့ဇောက်တီးကြီးကိုရွာလို့နေတာပါ နီနီဆိုတဲ့ကောင်မလေးကအိရာတဲ့နိုးလာပြီးတော့ချစ်သူဖြစ်တဲ့အာကာပြောပြတဲ့ပုံမြင်ကိုနားထောင်နေခဲ့ပါတယ်။ဘလော့ဘလော့ခါနီနိုးဆက်အော်လာလာကြောင်းကျောင်းသွားဖို့အချိန်ရောက်ပြီဆိုပြီးတော့ဝက်တီလည်းလဲလိုက်ကြပါတယ်။အာကာရဲ့ဖေကကားရဲကိုထုတ်ပိုးတွေထည့်လိုက်ပြီးတော့ကောလိပ်သွားပို့ခဲ့ပါတယ်။ထောက်ပဲ့လောက်ကြမှာတော့နှစ်ယောက်သားကဗီဒီယိုကောပြောရင်းနဲ့အတန်းပြီးတာမို့လာမယ့်ရက်နေငယ်မှာပြန်လာတော့မယ်ပြောနေတော့အာကာရဲ့ဘော်ဒါဘော်ကျုပ်တွေကပါတီကိုလာခေါ်သွားခဲ့ရပါတယ်။နောက်တင်မှလည်းအာကာစီကစာပြန်မလာခဲ့ပါဘူး။ ညမှာတော့အာဂါသေးရဲ့ဖြစ်နေတဲ့ဆိုတဲ့အိမ်မက်ကြောင့်နီနီလန်နိုးလာချိန်မှာတော့အာဂါစီကနေဖုံးဝင်နေခဲ့ပါတယ်။ကန်လိုက်တဲ့အခါမှာပဲငူပါပေါ်လာပြီးအာဂါတယောက်ဒေလူဖြစ်နေကြောင်းနဲ့ဘသူမှမကယ်နိုင်တော့ကြောင်းပြောပြီးတော့ဖုံးကြသွားခဲ့ပါတယ်။နီနီကဖုံးဆက်ကြည့်ပြီးမှလည်းဒက်ဖက်ကဖုံးမကန်ခဲ့တော့ပါဘူး။အဲဒါကြောင့်စိတ်ပူပြီးတော့အာဂါစီကိုလိုက်သွားဖို့ဆုံးပြလိုက်ပါတယ်။ဒါနဲ့ကြောင့် message တွေပို့ခဲ့ပြီးမှလည်းစာပြန်မလာခဲ့ပါဘူး။အာဂါနေတဲ့ဆောင်ကိုရောက်တဲ့အခါမှာတော့တကားခောက်ကြည့်ပေမဲ့ဘသူမှမရှိတာကြောင့်ဝင်ကြည့်လိုက်တဲ့အခါမှာတော့ အာဂါရဲ့ဖုန်းကိုကျမ်းမြင်မှာတွေ့လိုက်ပြီးကိုဝါကအတန်းပြင်းရင်စုံကြဖို့မက်ဆေ့ချ်ပို့ထားတာတွေ့လိုက်ရပါတယ်။ဒီနေ့လဲလော်ကာတော့ကိုယူလိုက်ပြီးအာဂါတက်နေမဲ့အတန်းကိုလိုက်ရှာပြီးတော့လိုက်သွားခဲ့ပါတယ်။နီနီစာသင်ခန်းထဲဝင်သွားချိန်မှာတော့ဆရာဖြစ်တဲ့ကိုင်းကစာသင်နေနဲ့နီနီကိုတတိထားမိသွားပါတယ်။စားတဲ့ချိန်ပြီးမှကိုရင်းစီကိုသွားပြီးတော့အာဂါကျောင်းမေးခဲ့ပေမဲ့ကိုရင်းကမမမိချောင်းနဲ့ဘဲပြေခံရရင်တော့နောက်တစ်ယောက်ထားလိုက်ဆိုပြီးမူဒီတွေပေးသွားခဲ့ပါတယ် ဒါမဲ့နီနီကတော့ကိုင်းကမတည်ဘူးဆိုတာကိုမယုံတာမို့လို့တိတ်တိတ်လေးအနောက်ကနေလိုက်သွားပါတယ်။ဒလိကမှာကိုင်းတက်သွားတဲ့အထက်ကိုမှတ်လိုက်ပြီးတော့လိုက်တက်သွားတဲ့အခါမှာတော့အထက်နံပါတ်ကွန်ဘေးမှာတောပေါက်တွေ့တာမို့လောကတော့နဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာပဲအခန်းတစ်ခုကိုတွေ့ရပြီး TV တစ်လုံးဖွင့်ထားတာကိုတွေ့လိုက်ရသလိုကင်မရာကလည်းလာတဲ့သူတိုင်းကိုမှတ်တမ်းရိုက်ယူနေခဲ့ပါတယ်။ ။ယင်းဒီကဒူးဆန်းတဲ့ဆာမာရာဆိုတဲ့ကိုင်းရဲ့စာအုပ်ထဲမှာဗီဒီယိုတဲကဒဲမပုံကိုဆွဲထားတာတွေ့လိုက်ရပြီးတော့အခန်းထဲမှာအာဂါပါဝင်ចောင်းသားတွေရဲ့တပ်ပုံတွေကိုပါတွေ့လိုက်ရပါတယ်။တပတ်ခန်းထဲမှာတော့ငူဝါကဒေါသရကြီးနဲ့အာဂါဖုံးကိုင်တော်ကြောင့်ပြောတဲ့အခါမှာတော့ကိုင်းကလည်းသူကအရာအားလုံးကိုစားလုပ်ခဲ့တာမို့သူကူညီမယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကိုဘကတော့ဆာမာရာကိုသူခန်းစားရတာမို့ဘာရီလုံမလဲတိနေကြောင်ပြောပြတဲ့ခါမှာတော့ကိုင်းကအိမ်ကိုပြန်ပြီးတော့ဗီဒီယိုကိုတရားရောလာကြည့်တာကိုသာထိုင်ဆောင်နေဖို့ပြောလိုက်ပါတယ် ဒီပြည်ခုမှာတော့အာဂါနဲ့တခြားတယောက်ရဲ့နာမည်ကအချိန်တစ်ခုရေးတွက်တာကိုစောင့်နေရတာတွေ့လိုက်ရပါတယ်။ငူဝါပြန်ထွက်လာတော့နီနီလေးလိုက်လာခဲ့ပြီးတော့အာဂါကိုဘယ်မှာရှာရမလဲမေးတဲ့အခါမှာတော့ငူဝါကသူကူညီနိုင်ကြောင်းပြောပြီးတော့ပြစရာရှိတယ်ဆိုပြီးတော့အိမ်ခေါ်သွားခဲ့ပါတယ်။အိမ်ရောက်ချင်းမှာပဲငူဝါကလက်တော့ရှိမှထိုင်ပြီးတော့ဗီဒီယိုကိုလိုက်ရှာနေတော့ငူဝါရဲ့ဖုန်းထဲကိုအာဂါစီကနေမက်ဆေ့ဝင်လာပါတော့တယ်။ဘူဝါသတိမထားမိခင်မှာပဲညီနီကလည်းသူရောက်နေကြောင်းစာပြန်လိုက်တဲ့အခါမှာတော့အာဂါကညီနီပြတဲ့ဗီဒီယိုကို လုံးဝမကြည့်ဖို့တတိပေးလိုက်ပါတယ်။ ဘူဝါကဗီဒီယိုကို copy လုပ်လိုက်ပြီးတော့နီနီကိုပြမယ်လုံးပါပဲနီနီကသူ့ဖုန်းယူထားတာမျိုးနှစ်ယောက်သားထားချခဲ့ပြီးတော့ဗီဒီယိုတင်းကြည့်ခိုင်းတာမျိုးနီနီလည်းတွန်းဖယ်လိုက်ပြီးတော့အခန်းတစ်ခုနောက်မှာသွားပို့လိုက်ပါတယ်လက်တော့ပေါ်မှာဗီဒီယိုကဆက်ပွင့်နေတာကြောင့်ငူဝါကရိုက်ခွဲလိုက်ပေမဲ့လည်းဗီဒီယိုကတော့လာနေတုံးပါပဲပလက်ပေါက်ပြောလိုက်တဲ့အခါမှာတော့ဗီဒီယိုက TV ကနေပေါ်လာနေခဲ့ပါတယ် TV ကအောက်ပြုတ်ကျလာပြီးတော့သပင်ဖားရနဲ့တဲမားကလည်းကုန်းကုန်းကွားကွားနဲ့ထွက်လာပြီးတော့ငူဝါကိုတတ်လိုက်ပါတော့တယ် ။နီနီလဲတော့ပေါက်ကောင်နေချောင်းကြီးချိန်မှာပဲတေးမကတကားနာကတ်လာပြီးပျောက်သွားပါတော့လေ။နီနီလဲထွေပြေးဖို့လုပ်တဲ့အခါမှာတော့အခန်းတကားကတော့ပိတ်နေတာမို့ငူပါစီတော်သွားယူရပါတော့လေ။တော့ယူနေတော့ငူပါရဲ့ကြောက်စရာမျက်နှာနဲ့ထလာတာကြောင့်ပါတစ်ချက်ချပြီးတော့ထွေပြေးတဲ့အခါမှာပဲတိုက်ဆိုင်စွာနဲ့ပဲအာဂါနဲ့တွေ့ခဲ့ပြီးအာဂါကဗီဒီယိုကိုကြည့်မိတာနဲ့ဘာဖြစ်မလဲပြောပြလိုက်ပါတော့လေ။ညမှာတော့ကိုရင်းစီကိုအာဂါကဖုန်းဆက်ပြီးအခုလိုတီဗီကြည့်နေရတဲ့တန်ရာကလည်းလုံးအောင်လုပ်လို့မရဘူးလားမေးတော့ ကိုင်းကလည်းဗီဒီယိုကိုတရားရောက်ကိုစားဝင်ကြည့်ပေးခဲ့ရင်တော့လွတ်ပြီးဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။အာကလည်းနီနီကိုမဆက်တယ်မိလို့တောင်းပန်ခဲ့ပြီးတော့သူကဗီဒီယိုကိုကြည့်မိတာကြောင့်အချိန်ခွန်နှစ်အသာကြံတော့တဲ့ကြောင်းရှင်းပြပြီးသူ့ကိုစားကြည့်ပေးမဲ့သူရှာနေရကြောင်းပြောပြလိုက်ပြီးတော့ရှာမတွေ့ရင်တော့သူလည်းတရားမှလက်ချက်မိမယ်ကြောင်းပြောပြလိုက်ပါတယ်။ဒါပဲနီနီအရာနိုးလာချိန်မှာတော့အာကရဲ့ကြောကုန်းမှာလက်ပွားရာကြီးတွေ့တာမို့မောင်းတွေပဲရာပေးရဆိုတဲ့မမတို့ထုံနှလုံးမူပြီးတော့ဗီဒီယိုကိုသွားကြည့်ပါတော့တယ်။ ဗီဒီယိုပြရတဲ့ဖုန်းဝင်လာခဲ့ပြီးတော့ချိန်ခွန်ရဲ့ကြံပေးအကြောင်းပြောပြပြီးတော့ဖုန်းချသွားရပါတယ်။နီနီကတကားကိုဖွင့်မဲ့လုံးပါပဲလက်ကင်ဘူးကမီးလောင်လာတာကြောင့်အပူလောင်သွားတဲ့နီနီလည်းထောက်အောင်မီးလိုက်ပါတယ်။အာကလည်းနိုးလာပြီးတော့အသေးလေးပါဖြစ်တာလည်းမီးတဲ့အခါမှာတော့နီနီကဗီဒီယိုကိုကြည့်ပြီးဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲဒါကြောင့်ကိုရင်းစီကိုလာခဲ့ပြီးလမ်းမှာငှက်တကောင်ကားမှန်ကိုဝင်တိုက်မိတာကြောင့်ကားမောက်ခါနီဖြစ်သွားခဲ့ရပါတယ်။ နှက်ကိုသွားချတော့တွေးခဲ့ပေမဲ့နီနီကိုကုံကားတစည်းဝင်တိုက်လို့နီနီဖြစ်လာတာမို့အာဂါကလမ်းဆွဲလိုက်ချိန်မှာပဲနှက်ကမရှိတော့ပါဘူး။ကိုရင်းစီကိုရောက်တဲ့အခါမှာတော့အာဂါကလည်းဗီဒီယိုကိုကြည့်ပြီးတော့ပထမရစ်မှာ နီနီကိုကန်နိုင်ခဲ့ကြောင်ပြောပြလိုက်ပါတယ်။ကိုရင်းကနီနီရဲ့လက်ကိုစကန်ဖက်လိုက်ချိန်မှာနီနီကဗီဒီယိုကြည့်ပေးမဲ့သူကိုထတ်ရှာစရာမလိုပဲနဲ့ခொနည်းတာအသက်ရှင်အောင်နေနိုင်ရင်လොမြောက်ပြီဆိုပြီးတော့ပြောလိုက်ပါတယ်။ကိုရင်းကလည်းနီနီကိုပြီးယူကြည့်တဲ့ဗီဒီယိုကိုကူးခိုင်းတဲ့အခါမှာတော့ကုလို့မရခဲ့ပါဘူး။ နီနီကော်ပီယူလိုက်တဲ့ဗီဒီယိုကမူရင်တဲ့ဖိုင်ဆိုင်ပူကြီးနေတာကိုကိုင်းကသတိထားမိသွားခဲ့ပါတယ်။ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့လာတော့ကကားကိုဝင်တိုက်ခဲ့တဲ့ငှက်ကိုတွေ့လိုက်ရပါတော့တယ်။အဲဒါကြောင့်ကိုင်းကလက်ရှိဖိုင်ကအခြေခံအကြဆုံးဗီဒီယိုဖြစ်နိုင်တယ်ဆိုပြီးပြောတဲ့အခါမှာတော့အကာကအတူတူကြီးဖို့လုပ်ပင်မဲ့လေနီနီကတယောက်တည်းကြီးဖို့ရွေးခဲ့ပါတယ်။အကာလည်းနီနီရဲ့လက်ကိုကင်ထားပေးခဲ့ပါတယ်။အတွေ့အများရိုချက်ပြပြီးကန်လိုက်ရရင်တော့ဗျ။ TV ထဲမှာတော့나이ချောင်းတစ်ခုနဲ့ကောင်မလေးတယောက်ပုံပြင် မိနောက်နေတဲ့ခန္ဓာကိုယ်တစ်ခုအပါအဝင်တကားတစ်ချက်နဲ့တရားမှစာမရာကိုတွေ့ရပြီးဗီဒီယိုကရပ်သွားခဲ့ပါတယ်။အခုမြင်ရတဲ့ပုံရိပ်တွေကကိုရင်းလဲတစ်ခါမှမကြားဘူးတာကြောင့်တကူးကူကိုညွန်ပြနေရဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ယင်းဒီကလည်းမိနောက်နေတဲ့အလောင်းကတရားမှစာမရာဖြစ်နိုင်ပြီးတော့ချောင်းသားမှာပြတားခံရတာဖြစ်နိုင်တာကြောင့်ဘုရားကျောင်းဟောင်းတစ်ခုစီကိုတွားရမယ့်နေရာကိုပြတဲ့အခါမှာတော့အားလုံးသွားကြည့်ဖို့လုပ်ပေမဲ့လည်းဖုန်းကမြည်လာပြီးတော့ကိုလာရွှေတို့ကငူဝါတည်ဆုံးမှုတွေလာပြီးစစ်စစ်တာခံမှုကိုရင်းကိုလမ်းပြလိုက်ပါတယ်။ ကိုအီလန်ကူဟာတည်ဆုံးမှုကသူပြည့်ရှိတယ်လို့ခန်းစားရတာကြောင့်အာဂါနဲ့နီနီကိုစာမရာကျောင်းသူရှာတွေ့ထားသလောက်ရေးမှတ်ထားတဲ့မှတ်စုကိုပေးပြီးတော့သွားရှာစီခဲ့ပါတယ်။ဘုရားကျောင်းစီကိုလာရင်လည်းအောက်ထဲမှာရေးထားတာကစာမရာငငယ်တုန်းကဘုရားကျောင်းကိုရောက်လာခဲ့တာဖြစ်ပြီးဘယ်ကနေဘလို့ရောက်လာခဲ့တယ်ဆိုတာကိုတော့ဘသူကမှမသိခဲ့ကြတာပါ။အမြင့်ငိန်ကိုနေလေးရှိပြီးတော့ကိုရဲကနတ်ဆိုးကျောင်းတခြားသူတွေကစာမရာကိုတတ်ဖို့ရေရင်ထဲမှာပိတ်ထားခဲ့ကြတာပါ။ခွန်နေတာအသက်ရှင်နေခဲ့ပြီးစာမရာဆုံးသွားပြီးတဲ့နောက်မှာတော့ နှစ်တန်ကြာမှအလောင်းကိုရေရင်းနဲ့ပြန်တွေ့ခဲ့ရပါတယ်။မတ်စုကိုဖက်ပြီးတဲ့အထိဆာမာရာရဲ့ခန္ဓာကိုယ်ကိုဘယ်နှယူသွားပြီးတော့မိရှုထားတယ်ဆိုတာကိုမသိရသေးပါဘူး။လမ်းမှာတော့ဒီဗီရဲကတိုင်းယုံနဲ့ဗာကြီးတဲ့တယောက်ကိုလည်းတွေ့လိုက်ရပါတယ်။ဟိုတယ်မှာအခန်းကားနေတော့လမ်းမှာတွေ့ခဲ့တဲ့ဗာကြီးတဲ့ဓာတ်ပုံကိုတွေ့လို့စက်စုကြည့်တဲ့အခါမှာတော့ဗာကြီးတဲ့ကလွန်ခဲ့တဲ့နှစ်30လောက်ကလေးကပျောက်သွားခဲ့တယ်ဆိုတာကိုပဲသိလိုက်ရပါတယ်။အာဂါနဲ့နီနီလည်းဖျားเจ้าကိုသွားတော့မီတင်လုပ်နေတာကိုတွေ့ရမှုအထဲမဝင်သွားဘဲနဲ့တဲလွန်စားတစ်ခုခုရမလားလိုက်ရှာခဲ့ပေမဲ့ ဘာမှမတွေ့တာကြောင့်အပြင်ကနေပဲထိုင်ဆောင်နေလိုက်ပါတယ်။မီတင်ပြီးလို့ထွက်လာတဲ့ဦးလေးကြီးတယောက်ကိုဘုရားကျောင်းကဘာလို့ပိတ်ထားတာလဲမေးတဲ့အခါမှာတော့ရေကြီးလို့ဆိုပြီးတော့သာပြန်ပြေးတာခံခဲ့ရပါတယ်။နီနီကတော့ငှက်အုပ်ကြီးပြန်နေတာကိုတွေ့လိုက်ရပါတယ်။တပတ်မှာတော့ကိုရင်းကနီနီရဲ့လက်ပွားပုံကိုတရီသားမိသွားခဲ့ပြီးတော့အာဂါရိုစီဖုန်းခေါ်ခဲ့ပေမဲ့လည်းဖုန်းဝင်တာကြောင့်ကိုရိုင်းလိုက်လာဖို့ဆုံးဖြတ်လိုက်ပြီးတော့အာဂါစီကိုလည်းနီနီရဲ့လက်မှာမျက်မမြင်စာမှတ်သားရှိနေကြောင်းမက်ဆေ့ပို့လိုက်ပါတယ် တမမလည်းနီနီနဲ့အာကာကတင်းတိုင်းမှာဆမာရာရဲ့အုပ်ကိုကိုလိုက်ရှာနေတော့နီနီကဗီဒိုထဲကအတိုင်းတကားတစ်ခုနဲ့အမှတ်သားကိုရှာတွေ့ခဲ့ပါတယ်။အုပ်ကိုထဲကနေတန်တမျိုးချားနေရတာကြောင့်အာကာကိုခေါ်ပြီးတော့ဖွင့်ကြည့်ပေးမယ်လေပါလောက်မှရှိမနေခဲ့ပါဘူး။သူများတဲ့တို့နဖူးအဝါပေါက်ချင်နေတဲ့နီနီကလည်းအုပ်ကိုထဲဝင်ကြည့်တဲ့အခါမှာတော့ကာမင်းကိုတွေ့ပြီဆိုတဲ့စာရေးထားတာကိုတွေ့လိုက်ချိန်မှာပဲအုပ်ကကဖိတ်သွားခဲ့ပါတယ်။နီနီရဲ့ဖုန်းကပွင့်လာပြီးဗီဒီယိုတစ်ခုလာနေတော့မှပဲတေးမကနောက်ကပေါ်လာပြီးတော့ရေရင်းထဲကိုဆွဲချလိုက်ပါတယ် အာဂါကအပြင်ကနေလမ်းဆွဲလိုက်လို့သာနီနီလဲလွတ်လာခဲ့တာပါ။ခွေးကောင်နဲ့လူတယောက်ကရောက်လာပြီးတော့ခွေးကနီနီကိုပဲပတ်ဟောင်နေပါတော့တယ်။အာဂါကလည်းသူတို့တွေကရန်သူမှုတ်ကြောင်းနဲ့ဆာမာရာကိုလိုက်ရှာနေတာသာဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့ကိုငယ်ယောကသူသိတယ်ဆိုပြီးတော့ပြန်ပြေးလိုက်ပါတယ်။ကိုငယ်ယောကအုပ်ဝူကိုဖောက်ခဲ့တဲ့သူဆိုတဲ့မျက်မမြင်ဥဒါယေးစီကိုခေါ်သွားပေးခဲ့ပါတယ်။ဥဒါယေးကရဲစခန်းကိုအကြောင်းကြားပြီးကြောင်းနဲ့အိမ်ထဲဝင်မို့ခေါ်လိုက်ပါတယ်။နီနီကသူ့စိတ်ထဲမှာမြင်နေရတာကိုပြောပြတဲ့အခါမှာတော့ ဦးသားအေးကလည်းဆမာရာရဲ့အလောင်းကိုကူထဲမြုပ်ထားပေမဲ့လည်းဖုန်းတော်ကြီးကအေးအေးချမ်းချမ်းအနားယူလို့ရအောင်ဆိုပြီးတော့အုတ်ကူတက်တက်လှုပ်ပေးပြီးတော့နေရာရွှေပြောင်းခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒါမဲ့ရေတွေကစာကြည့်လာခဲ့ပြီးမြို့လဲပစ္စည်းလူနီးပါးအထိကိုဖြစ်သွားခဲ့ရပါတယ်။နီနီအာယုံရသလိုဦးသားအေးလည်းဆမာရာကသူ့ကိုတခုခုပြောဖို့ကြိုးစားနေတဲ့ကြောက်စရာအာယုံကိုရခဲ့ပါသေးတယ်။ဒီနောက်မှာတော့ဦးသားအေးရဲ့မျိုးလုံးလဲကွယ်သွားခဲ့ရတာပါ။ဆမာရာတခုခုကိုအာယုံပြနေတဲ့ဆိုပေမဲ့လည်း အဲ့ဒါကဇမရာဘာရီဖြစ်ခဲ့တယ်ဆိုတာကိုပြတာမဟုတ်တဲ့အကြောင်းဥဒါယီကတရီပေးလိုက်ပါတယ်။ပြန်ကနီးလက်ဆွဲနှုတ်ဆက်တဲ့အခါမှာတော့ဥဒါယီကနီနီရဲ့လက်ပွားကိုတေးချာကင်ပြီးတော့တကူကူကိုတီးခဲ့ပေမဲ့လည်းမပြောပြဘဲနဲ့တတိထားဖို့သာမှာလိုက်ပါတယ်။အာကာနဲ့နီနီလည်းအလောင်းကိုရှာဖို့ဆက်လာခဲ့ချိန်မှာပဲလမ်းမှာတော့ကိုလာရွှေရိုးနဲ့တွေ့ပြီးတော့လမ်းပိတ်ထားတဲ့အကြောင်းပြောလိုက်ပါတယ်။ဂျိုဒီရဲ့ဗာကြီးတဲ့ပြေးသွားတာကိုတွေးလိုက်တဲ့နီနီလည်းအနောက်ကနေလိုက်သွားတဲ့အခါမှာတော့ကိုဟင်းရဲ့ကားကမှောက်နေပါတယ်။ ကိုင်းကနီနီရဲ့လက်ကမြင့်မြင့်မြတ်မတ်သားကိုပြောပြဖို့လုံနေတုံးပါပဲ။တတိုင်ကျိုးကြလာတာကြောင့်အာကာတယောက်နီနီကိုသွားဆွဲလိုက်ရပြီးတော့ကိုင်းကတော့ကြီးသွားပါဗျ။ကားထဲမှာတော့လွဲကိုတွေးရပြီးတော့ကိုင်းကနီနီကိုတခုခုပြောကျင်နေတဲ့ပုံပါပဲ။နီနီလည်းဂျင်းလေးကိုရေစားမိသွားတဲ့အခါမှာတော့ဟိုတယ်ကိုပြန်လာခဲ့ပြီးတော့ဆာမာရာနဲ့ဆက်တယ်ဖို့ကြိုးစားပါတော့လေ။အာကာကလည်းစားစရာထားပေးခဲ့ပြီးတော့ဟိုတယ်ပန်းရှင်ဒေါ်လာစိန်နဲ့သွားတွေ့ပြီးတော့ဓာတ်ပုံတွေကဗန်ကြီးတဲ့အကြောင်းကိုမေးပါတော့လေ။ ဒီနေ့ကဗီဒီယိုကိုပြန်ကြည့်တဲ့အခါမှာတော့အစမှလက်စလိုအကွင်းကြီးကိုအရင်ဆုံးမြင်တွေ့ခဲ့ရပါတယ်။အဲဒါကြောင့်တယောက်တည်းဖျားချောင်းတဲ့ကိုခိုးဝင်ပြီးလိုက်ရှာကြည့်တော့မှပဲခေါင်းလောင်းကိုတွေ့လိုက်ရပါတယ်။မော်ဂျီရင်တော့လက်စလိုအကွင်းကြီးပါပဲ။ခေါင်းလောင်းကိုတဲ့တဲ့မှာရေစိမ့်ထွက်နေတော့နီနီကကျမ်းမြင့်ကိုခွာကြည့်လိုက်တဲ့အချိန်မှာပဲအပေါက်ကြီးကိုတွေ့လိုက်ရပါတယ်။တပတ်မှဒေါ်လာစိန်ကဗာကြီးတဲ့မိန်းကလေးအားရုတ်တရက်ကြီးပျောက်သွားတဲ့အကြောင်းပြောပြခဲ့ပါတယ်။နီနီကလည်းပေါက်တိုင်းဆင်းသွားကြည့်တဲ့အခါမှာတော့စပွဲတစ်ခု ခုံတလုံးကိုဝင်တဲ့ဝက်တဲ့ဆွေသားနဲ့ ီဒီယိုထဲမြင်ခဲ့ရတဲ့ငှက်လောင်ရင်ကိုတွေ့လိုက်ရပါတယ်တကယ်တော့ဘုန်းတော်ကြီးကနေမီမြင်နေရတဲ့ဘိုက်ကြီးတဲကိုဒီမှာဝတ်ထားတာကိုတီးလိုက်ချိန်မှာပဲအနောက်ကနေပြရောက်ပေါ်လာလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ဟိုးရှိရှိကအချိန်ကိုခေါ်သွားတာခံလိုက်ရပါတော့တယ်တကားအခုကိုတွေ့ရတဲ့အခါမှာတော့မီထန်ကြည့်လိုက်ချိန်မှာပဲမိန်းကလေးတယောက်ပြေးဝင်လာပြီးတော့ပြောင်းသွားခဲ့ပါတယ်အခန်းထဲမှာတော့တန်ရိုးတစ်ခုနဲ့အချင်းတွေကိုတာလီမှတ်ထားတာတွေ့လိုက်ရပါတယ်။အချင်းရဆိုရင်တော့ရှစ်လကျော်ကျော်ဒီတဲနေခဲ့ရတာဖြစ်ပြီးတော့ဗိုက်ကြီးတဲ့လွယ်ထားရတဲ့ကလေးကလည်းစာမရာပါပဲ တစ်ဖက်မှာလည်းဒေါ်လာစင်ကဘိုင်ကြီးတက်ကဘဲကိုရောက်သွားမှမသိကြောင်းနဲ့ကုသားကြီးကဖုန်းတော်ကြီးဆိုတာကိုပြောပြလိုက်တော့အာကလည်းခန်းထဲကိုချက်ချင်းပြေးသွားခဲ့ပေမဲ့နီနီကရှိမနေခဲ့ပါဘူးနီနီကလည်းကုသား AC ကိုတွားပြီးတော့သူ့အကုန်တီးခဲ့ရပြီဖြစ်ကြောင်းနဲ့ဆာမာရာကသူ့လိုချင်တဲ့သူကိုမယားမချင်းတရေဘွားနဲ့ကလေးစားချီမဲ့ကြောင်းပြောပြနေခဲ့ပါတယ်ဥသားကြီးကဘလို့လုပ်ပေးရမလဲမေးတဲ့အခါမှာတော့ဆာမာရာရဲ့အဖေကိုယ်တိုင်တွားဖို့လိုတယ်ဆိုပြီးတော့သာပြောပြလိုက်ပါတယ်အဲ့တော့မှဥသားကြီးရဲ့တယုံမှန်ကဘွားကနေပေါ်လာပါတော့တယ် ။ဦးသားအေးအားတကယ်တော့မျက်စိမကွယ်ခဲ့သလိုဘိုင်ကြီးတဲ့ကိုအာဝါဒားခဲ့ပြီးတော့သူကိုယ်တိုင် အတွင်းထဲမှာပိတ်ထားခဲ့တာပါ။နီနီကထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းဦးသားအေးကမိွေကိုပိတ်ချလိုက်တာကြောင့်တကားကိုရှာမတွေ့တော့ပါဘူး။ဦးသားအေးကလည်းနီနီကဆာမာရာကိုလွှတ်ပေးဖို့လာတဲ့၁၂ယောက်မြောက်ဆိုတာပြောပြပြီးတော့လိုက်ဖမ်းပါတော့တယ်။နီနီကိုလည်းရိုက်ချလိုက်ပြီးတော့ဗာကြီးတဲ့ကကလေးကိုတတ်ဖို့လုပ်ခဲ့တာကြောင့်ဆာမာရာကိုလွှတ်မြောက်ခွင့်မပေးဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။ အဲ့တော့နဗန်းလို့ရရင်လည်းမြောက်ထက်ကိုလိမ့်ကြသွားခြင်းမှာတော့အင်ဒီကနောက်ထပ်အာယုတစ်ခုရလာတာမို့လို့လိုက်သွားကြည့်တဲ့အခါမှာတော့ဗီဒီယိုထဲမှာမြင်ခဲ့ရသမျှတွေကိုအခန်းထဲမှာတွေ့ခဲ့ပြီးဆာမာရာမြို့ခံထားရတဲ့နေရာကိုလည်းတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်တွေ့လိုက်တဲ့အခါမှာတော့ဆာမာရာရဲ့အယိုးစုကပေါ်လာပါတော့တယ်။အာဂါကလည်းအိမ်ထဲရောက်လာတဲ့အခါမှာတော့တတိယလာတဲ့ဥဒါယီကမုတ်သိပ်ပေးလိုက်ပါတယ်။နီနီစီဥဒါယီရောက်လာချိန်မှာတော့နီနီရဲ့ဖုန်းထဲကနေတင်းမှထွက်လာပြီးတော့ဥဒါယီကိုတပ်ပစ်လိုက်ပါတော့တယ်။ အနေညမှာပဲဆာမာရာရဲ့ပစ္စည်းတွေကိုမိရှို့လိုက်ပြီးတော့ဆာမာရာတယောက်လွတ်မြောက်သွားပြီလို့ထင်နေခဲ့ပါတယ်။ရန်နေငယ်ကြမှာတော့အာဂါကကိုင်းပို့ထားတဲ့ message တွေကိုပြန်ကြည့်ရင်းနဲ့နီနီလက်ကမျက်မြင်စာကိုလိုက်ရှာချိန်မှာတော့ဗီဒီယိုကပြန်ပြီးတော့ပေါ်လာခဲ့ပြီးတော့ကွန်နက်တဲကလူတွေစီကိုလိုက်ပို့ပါတော့တယ်။ရေချိုးနေတဲ့နီနီကလည်းလက်ပွားမှာရေကွန်ကွာနေတာကိုတွေ့တော့ခွာလိုက်ချိန်မှာပဲပါဇက်သေးကနေစပင်းတွေထွက်လာပြီးတော့စပင်းထွေးလိုက်ကနေလည်းရေကောင်တွေထွက်ကြလာခဲ့ပါတယ်။ အကိုင်းလက်တော့မှလည်းဇမရာကပေါ်လာခဲ့ပြီးတော့မပြီးဆုံးသေးကြောင်ပြောခဲ့သလိုနေနီကရေချိုးကန်းထဲမှာမှန်ကြည့်ရင်နဲ့မှန်ကိုတုတ်လိုက်တဲ့အခါမှာတော့တေးမကဘွားကနေပေါ်လာပါတော့တယ်။ရုပ်ရှင်လေးကတော့ပြီးပါပြီခင်ဗျ။ပေးခြင်းတဲ့ message လေးကတော့သူများပို့လာတဲ့ video တွေကိုရှောင်မကြည့်ကြပါနဲ့။ကောင်းရင်လည်းလင်းကြပါအောင်ဆိုတာပါပဲ။ဇုံနီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။